အားလုံးမင်္ဂလာပါ General Knowledge Channel ကနေကြိုဆိုလိုက်ပါတယ်အခုခေတ်ထိကျွန်တော်တို့အသုံးပြုနေကြတဲ့ပြက်ကတဲ့ကိုဘယ်လိုခေါ်လဲဘယ်သူလောက်ခဲ့တာလဲယနေ့ကျွန်တော်တို့အသုံးပြုနေတဲ့ပြက်ကတဲ့ကို Gregorian Calendar လို့ခေါ်ပါတယ်ဘာကြောင့်လဲဆိုတော့73ဆညပုတ်ရဟင်းကြီး Gregory ကဒီလောက်ခဲ့လို့ပဲဖြစ်ပါတယ်ဟုတ်ပါတယ်ပုတ် Gregory ဟာခရစ်ယာန်ဘုန်းကြီးတစ်ပါးပဲဖြစ်ပါတယ်ဒါကြောင့် ရိယံဘာသာရဲ့အထွတ်အမြတ်သာသူရဲ့မွေဖွားမှုအရာအချိန်ကိုပြောချင်းဖြစ်တယ်လို့အနက်အသိပေးရပါတယ်။နိုင်ငံအများစုကဂရီဂိုရီယန်ကလန်ဒါကိုသူတို့ရဲ့ပြည်သူသုံးနိုင်ငံသုံးပြည်ကတိအဖြစ်ယခုထိတိုင်အောင်အသုံးပြုနေကြဆဲပဲဖြစ်ပါတယ်။ဂရီဂိုရီယန်ကလန်ဒါမတိုင်ခင်မှာဂျူလီယန်ကလန်ဒါ၊ရိုမန်ကလန်ဒါဣဂျစ်ပျံကလန်ဒါအစရှိတဲ့ပြက္ခဒိန်တွေအများကြီးလဲကဲအစစအသုံးပြုခဲ့ကြပါသေးတယ်။ ယခုခေတ်မှာတော့ Gregorian calendar ကိုသာကဘာတဝန်းလုံးကအသုံးပြုနေကြတာပဲဖြစ်ပါတယ်။ဒီနေ့ထိတိုင်အောင်တမိုင်းမှတ်တမ်းတွေမှာသုံးနေကြတဲ့ BC နဲ့ AD ဆိုတာရောဘာကိုပြောတာလဲ။သူတို့ရဲ့အရှိကောက်ဒီကရောဘာလဲ။ BC ကတော့ Before Christ တခင်ယေရှုမမွေးဖမ်းပြီလို့အတိတ်ပဲရပါတယ်။ AD ကကြတော့ Greek Latin စကားကနေဆင်းသက်လာပါပဲဖြစ်ပါတယ်။ Anno Domini သခင်ယေရှုဝင်ဖားပြီးနောက်ပိုင်းလို့အသိပေးရပါတယ်။တချို့ကကြတော့ after death လို့လည်းခေါ်ဆိုကြပါတယ်။တချို့လူတွေကတော့ BCE before common era CE common era လို့လည်းအသုံးပြုကြပါသေးတယ်။ BC နဲ့ AC ဆိုတာဟာခရိယဘာသာဝင်တွေရဲ့အထွတ်အမြတ်ထားသူရဲ့ဝင်ဖားခြင်းကိုတတ်မှတ်ပေးတဲ့ရက်စွဲအမည်ပဲဖြစ်ပါတယ်။ကဘာတဝင်းလုံးမှာ ဲ့ဒီတတ်မှတ်ချက်တွေကိုလိုက်နာကြသလားအဖြေကတော့လိုက်နာနေကြတာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ယခုခေတ်ဒီတိုင်အောင်လူသားတွေအားလုံးနိုင်ငံအားလုံးရဲ့သမိုင်းမှတ်တမ်းတွေမှာ AD နဲ့ BC ကိုအသုံးပြုနေစေပဲဖြစ်ပါတယ်အခုကျွန်တော်တို့နေနေတဲ့နှစ်ကိုဘယ်လိုခေါ်လို့ရလဲ AD 2023ခုနှစ်မြန်မာလိုခရစ်တဂရီ2023ခုနှစ်လို့လည်းခေါ်လို့ရပါတယ် မယ်ပါကျွန်တော်ဒီနေ့သင်ဆက်ပြသခြင်းနဲ့အကြောင်းအရာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုအသေးသေးပုံစံနဲ့ကြည့်အောင်လို့ subscribe ကိုထည့်ပြီးတော့ဗီနာခ notification လေးကိုလည်းနှိပ်ထားဖို့အမိန့်နဲ့